မင်္ဂလာပါရှင်ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထူးထူးတွေများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်အခုတစ်ခါပြမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ လန်းနေကဲ့ရဲ့ရန်ကုန်ရဲစခန်းများကိုအပြင်စီးလုံခြုံရေးတိုးမြင့်ရန်ညွှန်ကြားဆွဲတဲ့မဲ့ဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့ရှိလူအသွာလာများသည့်လမ်းမများနဲ့ကဲ့ရဲ့ရဲစခန်းများတွင်အပြင်စီးလုံခြုံရေးတိုးမြင့်ရန်ညွှန်ကြားလာကြောင်းသိရသည်။ရန်ကုန်မြို့ကမာရွတ်မြို့မှရဲစခန်းကိုဧပြီလ18ရက်ည10:00နာရီခန့်တွင်မြို့ပြပျောက်ကြားများကလက်ပစ်ဘုံနှလုံးပြသွင်းခဲ့ပြီးနောက်ဧပြီလ19ရက်နေ့နက်ပိုင်းတိုင်းရန်ကုန်တိုင်းရဲတပ်ဖွဲ့မှယုံမှညွှန်ကြားလာခြင်းဖြစ်ကြောင်းရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံကသိရသည်။ မင်းညာကဘုံပြစ်ခံရပြီးဒဏ်ရာရသူတွေရှိတယ်။ကေယဝနာကိုအပြစ်ခံရတာရဲစခန်းကလမ်းနဲ့ကရက်ဆိုတော့အဲ့ဒါကြောင့်အပြင်စည်းလုံးချုံရီတွုံးမြင့်ဖို့လိုပါလို့ဖြစ်လာတာကို၎င်းက MPA တို့ပြောသည်။ရင်းရဲစခန်းနေနေထိုင်သူတို့ကဘုံပြစ်ခံရမှုကြောင့်ဒဏ်ရာရသူ၃ဦးရှိသည်ဟုသိရကြောင်းဆိုသည်။ အတန်ကတော်တော်ကျဲတဲ့အတန်အနေထားရထိတဲ့ကောင်ကြွားနိုင်တယ်။သူတို့ကမာရွတ်ရဲစခန်းတွေကပြောရဲဆိုပြီးပြန်ကြတာဘုံထိတဲ့ကောင်နှစ်ကောင်လောက်ကတန်ရပြင်းနေတိတ်မသေးတော့မသိရသေးဘူးဟု၎င်းကပြောသည်။ရှင်တိုက်ခိုက်မှုကိုရှန်ကုန် UG People Army 1 UPA နဲ့ Operation Flame OF2 ကပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီးမြို့ပြတိုက်ပွဲများကိုအရှိန်မြင့်သွားပြီဖြစ်ကြောင်းလည်း1 UPA ကထုတ်ပြန်ထားသည်။ ဆလံပင်တပိတ်ချင်းနဲ့ရေထွက်ရွာကိုလေချောင်းကနေပုံထက်ကျဲလို့ကလင်းငယ်တွေအပါဝင်လူအစုလိုက်ပြုံလိုက်ထမှန်တေးဆုံးဆွေတဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။မနေ့ကဧပြီလ18ရက်နေ့လေကျရွာကိုလေချောင်းကနေပုံကျဲလို့လူအစုလိုက်ပြုံလိုက်တေးဆုံးပြီးဒီကနေ့ဧပြီလ19ရက်နေ့မှာလည်းလေကျရွာအနေရေထွက်ရွာစီတဲ့ကိုလေချောင်းကနေပုံထက်ကျဲလို့ကလင်းငယ်တွေအပါဝင်လူအစုလိုက်ပြုံလိုက်ထမှန်တေးဆုံးခဲ့တယ်လို့မြေပြင်ချင်းနေသိရှိသူတို့ကရှယ်ဖီမြေကိုပြောပါရယ်။ ဒီနေ့နေ့လယ်တနာရီခွဲချိန်ခန့်မှာ Jet Fighter နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒီနေ့ကတော့မနေ့ကထက်သေးမယ်ထင်တယ်ပြည့်တဲ့နေရာကဈေးနေရာဖြစ်နေတာအိမ်တွေကမီးလောင်နေအလောင်းက၁၀လောက်ပဲကောက်ရသေးတယ်အောက်မှာအများကြီးကျဲအောင်ပဲဘီလက်မြေဆိုင်ဆိုအကုန်မီးလောင်တော့တရင်သားလုံးသိမ့်မယ်ထင်တယ်အခုကဈေးနေရာဆိုတော့လူစီတယ်လို့ဆိုပါတယ်သိဆုံးသူတွေထဲမှာကလေးငယ်တွေလည်းပါဝင်ပြီးသိဆုံးသူဦးရေအတီးကြားကတော့လောလောဆယ်မသိရှိနိုင်သေးဘူးလို့ဆိုပါတယ် မနေ့ကအပြည့်ခံရတဲ့နေရာနဲ့ဆို9မိနစ်ပဲဆိုင်ခဲ့ပဲမောင်းရတယ်ဒီနေ့လာပြစ်တာလေးတစည်းတည်းပဲဒါပေမဲ့အိမ်တွေများကြီးမီးလောင်နေထိခိုက်မှုလည်းပိုများတယ်မနေ့ကအသူပတော်ကောင်းကောင်းမပြီးသေးဘူးလို့ဆိုပါရယ်မနေ့ကဧပြီလ16ရက်နေ့လေးကြရွာမှာဘုံကျဲမှုမှာဒေသခံ73ဦးထက်မနေ့သေးဆုံးခဲ့တာလည်းဖြစ်ပါရယ်စစ်ကောင်စီတပ်ဟာတပိတ်ချင်းတွေကိုနေ့စဉ်ဇက်တိုက် ဆိုလိုလေးဆောင်ကနေဘုံအပြင်ထံကျဲချပြီးတိုက်ခိုက်နေတာဖြစ်ပါရယ် ရှခုတင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့တိုက်ပွဲများပြင်းထန်နေ၍စစ်တပ်ပြင်းမှတ်ထားတိုက်ခိုက်မခံရရင်ပြည်သူများတရေပြူရန် KNU ပန်ကြားဆွဲတဲ့မယ်ဖြစ်ပါရရှင်။ကရင်ပြည်နယ်နေရအနှံ့တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်းကရင်အမျိုးသားစီယုံ KNU ကရှနေ့မွန်လွဲပိုင်း၌ထုတ်ပြန်ခဲ့ပြီးလေကြောင်းရအပါဝင်စစ်ကောင်စီပြင်းမှတ်ထားတိုက်ခိုက်မှုမခံရရင်တရေပြူနေထိုင်ကြရန်ပန်ကြားသည်။ လက်ရှိတွင်ကရင်ဒေသ၌တိုက်ဝဲပြင်းထန်စွာဖြစ်ပွားလျက်ရှိရာစစ်ကောင်စီတပ်အနေဖြင့်အရက်သားပြည်သူလူထုများအားပြစ်မှတ်ထားပြီးစာသင်ကျောင်းများ၊ဖုန်ကြီးကျောင်းများ၊ဖျားကျောင်းများနှင့်ဆစ်ဆောင်ပြည်သူလူထုများနေထိုင်ရာနေရာဒေသများအတွင်းသို့လက်နက်ကြီးများပစ်ခတ်ခြင်း၊လေယာဉ်များတို့ဖြင့်ပုံကျဲလျက်ရှိဟုဖော်ပြသည်။သတင်းမီဒီယာများဒေသတွင်တက်ကြွလှုပ်ရှားသူများအနေဖြင့်သတင်းရယူတင်ဆက်ရာတွင်ပြည်သူလူထုများပုံရှောင်နေထိုင်သောနေရာများအားအာဏာသိမ်းစစ်ကောင်စီတပ်မှအလွဲတကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုများ လက်နက်ကြီးတိုက်ခိုက်မှုများမပြုလုပ်နိုင်ရန်အတွက်သတိထားတင်ဆက်ပေးရန်ပန်ကြားထားသည်ထို့ပြင်မိဘပြည်သူလူထုများအနေဖြင့်အာဏာသိမ်းကျန်းဖက်စစ်ကောင်စီတပ်မှပြစ်မှတ်ထားတိုက်ခိုက်ခံနိုင်ရသောအဆောက်အအုံများအဝေးတွင်နေထိုင်ရန်လည်းဖော်ပြထားသည် ိုက်ပွဲဖြစ်ပွားရာဒေသများအတွင်သို့အရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာခြင်းမပြုရန်လည်း KNU ကအသိပေးသည် KNU နှင့်စစ်ကောင်စီတို့သည်ရခိုရပိုင်းတွင်ကျုံတို့ကော့ဂရိတ်ဖာပွန်တနင်္သာရီတိုင်းစသည်တို့၌တိုက်ပွဲဖြစ်ပွားလျက်ရှိရာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများစတိုက်ပြုလုပ်နေ၍ပြည်သူများသေဆုံးထိခိုက်မှုများရှိနေသည် ဆလဘီကောတောင်းမှဆက်မှုတန်းစုဆောင်ခံရတဲ့လူငယ်တအူ PDF တန်ခိုးလုံဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာရီတိုင်းကောတောင်းမြို့နယ်မှာဆက်မှုရန်တသားတဲ့စုဆောင်ခံရတဲ့လူငယ်တူထွက်ပြေးလွတ်မြောက်လာပြီးဝင်ရောက်ခိုးလုံလာတယ်လို့ကောတောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ထံကသိရပါဗျာ။ စစ်ကောင်စီရဲ့စစ်မှုရန်တပ်သားစုဆောင်ခံရပြီးကော့တောင်းချေဆိုင်ခမရ431တရင်ကထွက်ပြေးလွတ်မြောက်လာတဲ့အသက်24နှစ်အရွယ်ကိုအောင်စိုးဟာပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မှာကော့တောင်းမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ထံအလဲဝင်ရောက်ခဲ့တာပါကိုအောင်စိုးဟာထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီးနောက်ရှနောင်းမြို့မှာတဆင့်ကော့တောင်းမြို့ကိုပို့ဆောင်ခံရပြီးစစ်မှုရန်အပတ်စဉ်စနေအတွက်အမှတ်431ချေမြန်တရင်ကိုဖမ်းဆီးပို့ဆောင်ခံခဲ့ရပါတယ်အဲဒီနောက်ကော့တောင်းချေဆိုင်ခမရ431တရင်မှာတလာနေ ၄ပါးနေထိုင်ခဲ့ပြီးပြီးခဲ့တဲ့ဧပြီလ16ရက်နေ့မှာထွက်ပြေးခဲ့တာဖြစ်ပါတယ်။ထွက်ပြေးလာချိန်မျိုးသားသုံးထွက်ပြေးလာခဲ့တာဖြစ်ပြီးကင်းဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေနဲ့ထိတ်တိုက်တွေ့ပြီးခိုက်ရန်ဖြစ်ပွားကလူစုကွဲသွားခဲ့တယ်လို့ဆိုပါတယ်။ကိုအောင်စိုးရဲ့ပြောပြချက်အရခမာရ431တရင်မှာစစ်မှုရန်တပ်သားအသစ်တွေထွက်ပြေးတာဟာအခုတစ်ခါအပောင်းဝင်၃ချိန်ထံမှနေရှိခဲ့ပြီးစစ်ကောင်စီတပ်သားတွေရဲ့ပြန်လည်ဖမ်းဆီးခံရတာတွေလည်းရှိတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဧပြီလတရနေ့ကလည်းကောတောင်မြို့မှာစစ်ကောင်စီရဲ့စစ်မှုရန်ပတ်စင်စတဲ့အတွက်တပ်သားတစ်စုဆောင်ခံရသူတို့ထွက်ပြေးလွတ်မြောက်လာပြီးကောတောင်မြို့နယ်ပြည်သူ့ကောင်ရဲ့အဖွဲ့တန်အလင်းဝင်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆလဘီတထုံပီလင်းနဲ့စိုက်ထူတော်လိုင်းနေပြည်များကိုလေချောင်းတိုက်ခိုက်ရန်စစ်တပ်ပြင်ဆင်နေသူတရင်ထွက်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ မွန်ပြည်နယ်တတုံဘီလင်းနဲ့ကြိုက်ထုံမြို့နယ်တွင်ရှိတော်လိုင်းအင်အားစုနယ်မြေများကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခတ်ရန်ပြင်ဆင်နေသည်ဟုသတင်းထွက်ပေါ်လျက်ရှိကြောင်းသိရသည်တတုံဘီလင်းကြိုက်ထုံနှင့်ကြိုက်ထုံမြို့နယ်တွင်ရှိတိန်စီရတိုကိုလေကြောင်းတိုက်ခိုက်ခြင်းနှင့်စစ်ကြောင်းထိုးခြင်းတို့ပြုလုပ်မည်ဟုတပ်တွင်းသတင်းရင်းမြစ်ထံမှသိရှိရကြောင်းမွန်ပြည်နယ်ပကပဒူတောင်ကန်စောထူအောင်ကပြောသည် ဘယ်တော့လေချောင်းပြင်မလဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုတော့လောလောဆယ်မသိရသေးဘူး၎င်းက NBA တို့ပြောသည်ထို့ပြင်ယနေ့ဧပြီလ19ရက်မှစတင်ကတထုံမြို့နယ်အတွင်းရှိတက်မေသားစုများကိုတရင်ပြင်မသို့ထွက်ခွာခွင့်မပြုတော့ကြောင်းလည်းသိရသည်တထုံမြို့ရဲကဈေးတွေပါတွေသွားဝယ်တာမျိုးကိုပိတ်တာလို့သိရတယ်ဟု၎င်းကဆက်လက်ပြောသည်တထုံမြို့ဝရင်မှုယနေ့မွန်လွဲပိုင်းအချိန်ဤပုံမှန်အချိန်ဤအတိုင်းဖြစ်ကြောင်းတထုံမြို့မင်းလန်းနေပြည်သူတို့ထံကသိရသည် ရခိုဆက်လက်ပြီး AR လေမျက်နှာမျိုးနဲ့ကစကန်တစ်ခုကို AA နဲ့ပူပေါင်းတက်တို့တင်ပိုင်းဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်ရှင်။ အင်အော်ရီတိုင်းလေးမျက်နှာမျိုးနဲ့ရှိစစ်ကောင်စီတက်ဆွဲထားတဲ့ပန်းတော်ကြီးကျေးရွာအနီးကစခန်းကိုဧပြီလ18ရက်ကအရခတမရနဲ့ပူပေါင်းတပ်များသိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးတရင်ရင်းမြစ်များထံမှသိရသည်ထိုစခန်းကို AA နဲ့ပူပေါင်းတပ်များကပြီးခဲ့သည့်ဧပြီလ18ရက်ကစတင်၍ထိုစစ်ဆင်ခဲ့ပြီးတရက်ကြာတွင်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်လက်ရှိတွင်စစ်ကောင်စီတပ်သားများသည်စီစုံကုန်းကျေးရွာဘက်သို့တက်ဆုပ်သွားပြီး AA နဲ့ပူပေါင်းတပ်များကဆက်လက်ထိုစစ်ဆင်တိုက်ခိုက်နေသည့်ဖြင့်တိုက်ပွဲများပြင်းထန်နေပြီးဒေသခံ များမှာစစ်ဘေးတိမ်းရှောင်နေကြောင်းပြောဆိုကြသည်လက်ရှိအေအေနှင့်ပူပေါင်းတပ်တို့ထိုးစစ်သည့်ရှေးဘက်ခြမ်း၄မျက်နှာမြို့နှင့်ဆယ်မိုင်ခန့်သောကောက်ဝေးတော်ကြောင်းသိရသည်အရခတပ်မတော်အေအေနှင့်ပူပေါင်းတပ်များသည့် AR တိုင်း၄မျက်နှာပသိမ်ရေးကြီးတာပေါင်းမြို့နယ်များတွင်စစ်ရေးဖို့ဆောင်နေပြီးမကြာခဏတိုက်ပွဲများရှိနေသည်နေပြည်တော်အေလာလီတက်စကန်ကိုတရားကိုမမရှော်ရိုက်တုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ရှမန်နေညာပိုင်းပောက်ကွဲသံများကြာရနေပြည်တော်မှပြည်သူများအတီးပြူဆွဲတဲ့မဲဖြစ်ပါရရှင် နေပြည်တော်အီလာလီဒက်စကန်ကိုတော်လန်ရေးတက်များစူပောင်း၍တရားခွန်မမရှော့ရိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warrior for Myanmar BWM ဖွဲ့ကထုတ်ပြန်လိုက်ပြီးနေပြည်တော်မှပြည်သူများကလည်းရမန်နေညပိုင်းပောက်ခွဲသံများကြားရကြောင်းရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်ရှမန်နီဧပြီလ16ရက်နေ့ည10:05မိနစ်ချိန်နေပြည်တော်စစ်ကောင်စီအီလာလီဒက်စကန်ကိုတရားခွန်မမရှော့ရိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းတိုက်ခိုက်မှုကို Brave Warrior for Myanmar BWM အဖွဲ့ဦးဆောင်မှုဖြင့် လက်လီယိုဘတ်စက်တင်နဲ့အဖွဲကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေပြည်တော်အီလာလီတက်စကန်အတွင်းသို့တရားခွန်မမရှော့တိုက်တုံးသုံးလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခြင်းကြောင့်သိရှိရသည်။ထိခိုက်နေရတဲ့ထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ဖို့ဆက်ဆုံးဆန်းနေပါတယ်။ထိခိုက်မှုတချို့တော့ရှိတယ်လို့ကနအိုးသိရှိထားပါတယ်ဟု Brave Warrior for Myanmar BW အဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောကြားလေ။